ဒါဟာကွမ်ကျိုးမြို့မှာပရိဘောဂဆက်ရုံတစ်ခုပိတ်သိမ်းသွားတဲ့မြင်ကွင်းဖြစ်ပါတယ်။အနေစဲဖြစ်တဲ့အထယ်ပိုင်းဆရီဟာအဆက်တွေပေါ်မှာတွဲလျားကျန်နေပါတယ်။ဂိုးတောင်ထဲမှာကုန်ကျန်းပစ္စည်းတွေပြည့်နှက်နေပြီးပြီးစီထားတဲ့ဆိုဖာတွေနဲ့အခြားပရိဘောဂတချို့လည်းနေရာအနှံ့ပြန့်ကျဲနေပါတယ်။နေရာတစ်ခုလုံးလူသူကင်းမဲ့ပြီးဝမ်းနေပွေရာဖြစ်နေပါတယ်။ ဗီဒီယိုတင်ခဲ့သူကစက်ယုံပိတ်သိမ်းသွားပြီးနှစ်ပေါင်းများစွာရုန်းကန်ခဲ့ရပြီးနောက်ပိုင်ရှင်ကထွက်ခွာသွားခဲ့တယ်လို့ပြောပါရတယ်။သူတို့ဟာအဆုံးအထိမခံနိုင်ခဲ့ပါဘူး။ဒါဟာပရီဘော့ကလုပ်ငန်းရဲ့လက်ရှိခက်ခဲနေတဲ့အခြေအနေကိုပြသနေပါဗျ။ American တရုတ်ကုန်သွယ်ရေးစစ်ပွဲဒုတိယအလှည့်စတင်ပြီးကြတဲ့က မြန်မာနဲ့ကောက်ခွန်တွေကနှစ်နိုင်ငံအကြားကုန်သွယ်ရေးကိုလုံးဝရပ်တန့်သလောက်ဖြစ်သွားစေခဲ့ပါတယ်။ဒါဟာတရုတ်နိုင်ငံရဲ့တင်ပို့ထုတ်လုပ်ရေးလုပ်ငန်းကိုပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။စက်ရုံတွေဟာအော်ဒါတွေဆုံးရှုံးခဲ့ရပြီးဂိုဒေါင်တွေမှာကုန်ပစ္စည်းတွေပုံထက်လာကလုပ်ငန်းအများပြားဟာငွေကြေးကုန်ခန်းသွားခဲ့ပါတယ်။ပိုဆိုးတာကဒါဟာဓာတ်ရိုက်တင်ပို့တဲ့စက်ရုံတွေသာဒုက္ခရောက်နေတာမဟုတ်ပါဘူး။ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးလည်းပြိုလဲလာနေပါတယ်။အချိန်ကစီကားခဲ့တဲ့စက်မှုဥယျာဉ်တွေမှာအခုတော့တိတ်ဆိတ်နေပြီးစက်ရုံပိတ်သိမ်းမှု ထုတ်လုပ်မှုရပ်တန့်မှုနဲ့ပိုင်ရှင်တွေထွက်ပြေးတိမ်းရှောင်မှုတွေဟာဗိုင်းရပ်စ်တစ်ခုလိုတရုတ်နိုင်ငံတဝန်းပြန့်နှံ့နေပါတယ်။ကျွန်တော်ဆုံးဖြတ်လိုက်ပါပြီ။ဆက်ကရီယာတွေကိုရောင်းပြီးဆက်ယုံကိုပိတ်တော့ပါမယ်။ထုတ်လုပ်ရေးကိုထပ်ပြီးမလုပ်တော့ပါဘူး။2023ခုနှစ်နဲ့2024ကိုကျွန်တော်ရှင်းသင်နိုင်ခဲ့ရင်2025ခုနှစ်မှာအခြေအနေတွေပိုကောင်းလာနိုင်မယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့ဒီနှစ်အစကတည်းကမျောလင့်ချက်ရဲ့အရေးအောင်တောင်မတွေ့ရဘူးလို့ပိုင်ရှင်တဦးကပြောပါတယ်။ဧပြီလ26ရက်နေ့မှာကွမ်တုံးပြည်နယ်ကိုင်ဖြင်မြို့မှာ ဂျီဟုံးအထက်ကျုံဆက်ယုံရဲ့ပိုင်ရှင်ဟာညတကောင်ရံမှာထွက်ပြေးသွားခဲ့ပါတယ်။အလုသမားများသောဟာလောက်ခလာတာတောင်းခံမှုဆက်ယုံရှိမှစူဝေးခဲ့ကြပြီးနေရာမှာရဲကားတစ်စီးရှိနေကအစိုးရကဝင်ရောက်ဆွတ်ဖက်နေပုံပေါ်ပါတယ်။နောက်ထပ်ဗီဒီယိုတစ်ခုမှာညနေတဲ့အထိလောက်သမားတွေနဲ့ကုန်ပစ္စည်းပေးသွင်းသူတွေဟာဆက်ယုံမှာရှိနေစေဖြစ်ပြီးလောက်ခလာတာမပေးရသေးဘူးနဲ့ကုန်ပစ္စည်းတွေအကျွေးပြဿနာတွေကိုရဲတွေကဖြေရှင်းပေးဖို့စောင့်ဆိုင်းနေကြတာကိုကြေညာထားပါတယ်။ဧပြီလ25ရက်နေ့မှာ ရှန်ဟိုင်းကပုံကိုတူကဗီဒီယိုတစ်ခုတင်ခဲ့ပြီးတစ်ချိန်ကတောင်းနဲ့ချီတဲ့စတူယန်မီတာ area ကိုလွှမ်းခြုံထားတဲ့ဆက်ယုံအလုပ်ယုံဟာအခု လုံးဝလူသူကင်းမဲ့နေတာကိုပြသထားပါတယ်။ April 24ရက်နေ့မှာကွမ်တုံးမှာအမှတ်တံဆိပ်တက်အထည်ချုပ်ဆက်ယုံတစ်ခုရဲ့ပိုင်ရှင်ဟာဘိုးရောင်ထဲမှာပုံထက်နေတဲ့အမှတ်တံဆိပ်ပစ္စည်းတွေကိုစိုးရင်တကြီးစစ်ဆေးနေခဲ့ပါတယ်။ဒီပစ္စည်းတွေဟာဥရောပနဲ့ American အမှတ်တံဆိပ်ကြီးတွေအတွက်ရည်ရွယ်ထားတာဖြစ်ပေမဲ့ အကောက်ခုံတွေမြင့်တက်လာတာကြောင့်အော်ဒါအားလုံးဖျက်သိမ်းခံလိုက်ရပြီးစက်ယုံဟာဒေဝါလီခံရကြောင်းကြေညာရတော့မှာပါ။ကွမ်တုံးကဒုတိယလက်ဆက်ကရိယာရောင်းချသူတို့ကဒီလိုဖြစ်ရတွေကိုထက်ကတလဲလဲမြင်တွေ့ခဲ့ရပြီးစက်ယုံတွေပိတ်သိမ်းကုန်ကစက်ကရိယာတွေကိုဈေးသက်သာသောနဲ့ရောင်းထုတ်နေရတာကို တွေ့ရပါတယ်။ဧပြီလ20ရက်နေ့မှာသူက CNC ဆက်တွေတတုပ်ဝယ်ယူခဲ့ပါတယ်။ဆက်ယုံပိုင်းရှင်ကဆက်ယုံတိဆောက်ဖို့ရင်းနှီးမြှုပ်နှံမှုလုပ်ထားပြီးကမ ပုံသွေးရင်းစစ်ပွဲကြောင့်အပြေအဝထုတ်လုပ်မှုမစတင်နိုင်ခဲ့ပါဘူး။သူဟာအနာဂတ်အလားအလာမမြင်တော့ဘဲစတင်မှုမလွယ်ကူမှုကြောင့်ပိတ်သိမ်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။အခုလက်ရှိဆက်ယုံဖွင့်ပြီးပိုင်ရှင်လုပ်ရင်ရှင်သန်နိုင်ဖို့အခွင့်အလမ်းဘယ်လောက်ရှိသလဲလို့မေးချင်ပါတယ်။ မြင်ရတဲ့ဆက်ယုံနိုင်ဒီပါပိတ်သိမ်းနေကြပါတယ်နောက်ထပ်ဆက်ယုံတစ်ခုလည်းပြိုလဲသွားပြီးအဲ့ဒီဆက်ယုံကစတင်လေပတ်တောင်မလုပ်ရသေးပါဘူးဒီပိုင်ရှင်က CNC ဆက်တွေအတွက်တက်တန်းကျော်ရွံရင်းနှီးမြှုပ်နှံခဲ့ပြီးနိုင်ီပိုင်းလောက်စမ်းသက်လေပတ်ပြီးနောက်အကြီးအကျယ်လုပ်ကိုင်းဖို့စီစဉ်ခဲ့ပါတယ်ဒါပေမဲ့နမူနာထုတ်လုပ်ဖို့တောင်ယုံကြည်မှုမရှိတော့တဲ့အတွက်အားလုံးကိုရောင်းထုတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တကယ်တမ်းမှာဒါဟာစတင်ဖို့မလွယ်ကူမှုကြောင့်အဆုံးသတ်သွားခဲ့တာပါဒီလောက်အားထုတ်ပြီးတဲ့နောက်ဒီဆက်တွေမှာဘလောက်ဆုံးရှုံးသွားမလဲဆိုတာစဉ်းစားကြရပါဧပြီလ24ရက်နေ့မှာ တန်ကွမ်းမျိုးကစက်ရုံတစ်ခုမှာအလုတ်သမားတွေဆန်နာပြဖို့စုဝေးခဲ့ကြပါတယ်။၎င်းတို့ရဲ့ပိုင်ရှင်ဟာရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီးစက်ရုံပိတ်သိမ်းသွားကလာပေါင်းများစွာလောက်ခလာတာတွေမပေးရသေးပါဘူး။ဗီဒီယိုတင်ခဲ့သူကလူရချီရှိတဲ့စက်ရုံကြီးတစ်ခုကဒီလိုမျိုးရုတ်တရက်ပိတ်သိမ်းသွားနိုင်မယ်လို့ဘယ်တော့မှမထင်ခဲ့ဘူးလို့ပြောပါတယ်။မှတ်ချက်ပေးသူတချို့ကမေလအလုတ်သမားနေ့အားလည်းရမှာတတိထားဖို့တတိပေးခဲ့ပြီးအရန်ဝေးတဲ့နေရာကိုခရီးမထွက်ပါနဲ့။ ပြန်လာတဲ့အခါတင့်ဆက်ယုံပျောက်သွားနိုင်တယ်လို့ဆိုပါရယ်။တချို့ကတော့ဒီနှစ်မှာစီးပွားရေးကဆိုးရွားနေတယ်။ပိုင်ရှင်တွေထွက်ပြေးတာကအံ့ဩစရာမဟုတ်ဘူးလို့ပြောကြပါရယ်။အဲ့ဒီနေ့မှာပဲဟူနန်ပြည်နယ်တောင်ရှမ်းမြို့မှာကွမ်ရှန်အားကစားပစ္စည်းကုမ္ပဏီမှာအလုပ်သမားယာချီစုဝေးပြီးဆက်ယုံပိတ်သိမ်းမှုအတွက်ရော်ကြိမ်းမပေးဘဲဆန္ဒပြခဲ့ကြပါတယ်။အများသိရှိထားတဲ့သတင်းအချက်အလက်ရ ဒီပြိဘောကဆက်ယုံပိတ်သိမ်းသွားတဲ့မြင်ကွင်းဖြစ်ပါတယ်။အန်နေဆက်ဖြစ်တဲ့အထယ်ပိုင်းဆောက်တွေဟာအဆက်တွေပေါ်မှာတွဲလျားကျန်နေပါတယ်။ဂိုဒေါင်ထဲမှာကုန်ကျန်းပစ္စည်းတွေနဲ့ပြည့်နှက်နေပြီးပြီးစီးထားတဲ့ဆိုဖာနဲ့အခြားပြိဘောကတချို့လည်းနေရာအနှံ့ပြန့်ကျဲနေပါတယ်။နေရာတစ်ခုလုံးလူသူကင်းမဲ့ပြီးဝမ်းနည်းဖွယ်ရာဖြစ်နေပါတယ်။ဗီဒီယိုတင်ခဲ့သူကဆက်ယုံပိတ်သိမ်းသွားပြီးနှစ်ပေါင်းများစွာရုန်းကန်ခဲ့ရပြီးနောက် ပိုင်ရှင်ကထွက်ခွာသွားခဲ့တယ်လို့ပြောပါတယ်သူတို့ဟာအဆုံးထိမခံနိုင်ခဲ့ပါဘူးဒါဟာပရိဘောကလုပ်ငန်းရဲ့လက်ရှိခက်ခဲတဲ့အခြေအနေကိုပြသနေပါတယ်အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲဒုတိယလှည့်အလှည့်စတင်ပြီးကတည်းက မြန်မာတဲ့အကောက်ခွန်တွေကနှစ်နိုင်ငံကြားကုန်သွယ်ရေးကိုလုံးဝရပ်တန့်သလောက်ဖြစ်သွားစေခဲ့ပါတယ်။ဒါဟာတရုတ်နိုင်ငံရဲ့တင်ပို့ထုတ်လုပ်ရေးလုပ်ငန်းကိုပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။ဆက်ယုံတွေဟာပေါ်လာရီဆုံးရှုံးခဲ့ရပြီးဂိုဒေါင်တွေမှာကုန်ပစ္စည်းတွေပုံထက်လာကလုပ်ငန်းအများပြားဟာငွေကြေးကုန်ခန်းသွားခဲ့ပါတယ်။ပို့ဆိုးတာကဒါဟာဓာတ်ရိုက်တင်ပို့တဲ့ဆက်ယုံတွေသာဒုက္ခရောက်နေတာမဟုတ်ပါဘူး။ထောက်ပံ့ရေးကွင်းကျပ်တစ်ခုလုံးလည်းပြိုလဲလာနေပါတယ်။တချိန်ကစီကားခဲ့တဲ့စက်မှုဥယျာဉ်တွေဟာအခုတော့တိတ်ဆိတ်နေပြီးဆက်ယုံပိတ်သိမ်းမှုထုတ်လုပ်မှုရပ်တန့်မှုနဲ့ 关心的特别真羡慕你啊！ ဗိုင်းရပ်စ်တစ်ခုလို့တရုတ်နိုင်ငံတစ်ခွမ်းမှာပြန့်နှံ့နေပါတယ်။ဒီလောက်ကြီးမားတဲ့ဆက်ရုံတစ်ခုကတညာအတွင်းပြိုလဲသွားနိုင်တယ်ဆိုတာယုံကြည်ရခက်ပါတယ်။ဒီနှစ်မှာနောက်ထပ်ဗနေယုံလောက်ပိတ်သိမ်းရအောင်မလဲလို့တွေးမိပါတယ်။ဟူပေမျိုးကလူတူးကဒါကတာမှန်ပဲ။မနေ့ကတော့ကျွန်တော်တို့အချိန်ပိုဆင်းနေရသေးတယ်။ဒီမနက်မှာဆက်တွေအားလုံးပျောက်သွားပြီလို့ပြန်ဖြေခဲ့ပါတယ်။ကွမ်တုံးကလူတူးကလည်းအကောက်ခွန်တွေမြင့်တက်လာတာကြောင့်ဆက်ယုံတွေအများကြီးပိတ်သိမ်းနေရတယ်လို့ပြောပါတယ်။ကျွမ်းကျင်သူတွေကထုတ်လုပ်ရေးလုပ်ငန်းမှာအကြီးစားပိတ်သိမ်းမှုတွေဟာ တရုတ်နိုင်ငံရဲ့ထုတ်လုပ်ရေးကဏ္ဍမှာဖွဲ့စည်းပုံဆိုင်ရာကြာဆင်းမှုရဲ့အစားလို့အမှတ်သားပြုထားတယ်လို့ဆိုပါတယ်။ American တရုတ်အကောက်ခွန်စစ်ပွဲဆက်လက်ဖြစ်ပေါ်နေချိန်မှာမြန်မာတဲ့အကောက်ခွန်တွေနဲ့ကမ္ဘာဈေးကွက်ဝယ်လို့အားအားနည်းမှုတို့ပေါင်းဆက်လာတာကအသေးစားနဲ့လက်စားလုပ်ငန်းတွေကိုပြင်းထန်စွာထိခိုက်စေနေပါတယ်။ထုတ်လုပ်ရေးလုပ်ငန်းဟာအခုတော့တိတ်တဆိတ်ပြိုလဲနေပါတယ်။ဒီရုတ်တရက်အကြက်တဲဟာအန္တရာယ်များတယ်လို့ယူဆရပြီးသိတာထင်ရှားဖို့ခက်ခဲပေမဲ့တကယ်စီးပွားရေးထဲမှာဆက်လက်ပြန့်နှံ့နိုင်ပါတယ်။ကွမ်ဒုံပြည်နယ်တန်ကွမ်းမြို့ဟာ တချိန်ကတရုတ်နိုင်ငံရဲ့ကမ္ဘာထုတ်လုပ်ရေးစွမ်းအားရဲ့သင်္ကေတတစ်ခုဖြစ်ခဲ့ပြီးလုံသားအင်အားကိုအဓိကထားတဲ့လုပ်ငန်းတွေနဲ့တင်ပို့မှုကိုဦးတည်တဲ့စီးပွားရေးတောင်ကမ္ဘာဆက်ယုံလို့တော့ခေါ်ခံခဲ့ရပူပါတယ်ဒါပေမဲ့မကြာသေးခင်နှစ်တွေအတွင်းထောက်ပံ့ရေးကွင်းသက်ပြောင်းရွှေ့မှုတွေကြောင့်တဖြည်းဖြည်းကျဆင်းလာခဲ့ပြီးအခုတော့ကုံတွေရေးစစ်ပွဲကပိုပြီးပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။မကြသေးခင်ကနှစ်ပေါင်း၁၈နှစ်ကြာတည်ထောင်ထားတဲ့တန်ကွမ်းတာဟောင်လျှက်စစ်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီဟာ ထုတ်လို့ရေရဆိုင်ပြီးတလကြာပိတ်သိမ်းမယ်လို့ကြေညာခဲ့ပါတယ်။ကုမ္ပဏီကအမေရိကန်အောက်ခွန်တွေနဲ့ကမ္ဘာစီးပွားရေးပြောင်းလဲမှုတွေကြောင်းအော်ဒါတွေကုန်ခန်းသွားခဲ့တာကြောင့်ဧပြီလ17ရက်နေ့ကစပြီးအလုပ်သမားတွေကိုအနာပေးထားတယ်လို့ဆိုပါတယ်။သတင်းအချက်အလက်တွေအရဒါဟုံကဖောက်တွေနဲ့ပေးသွင်းသူတွေဈေးနှုန်းပြန်ညှိနှိုင်းပြီးရင်လုပ်ငန်းပြန်လည်စတင်နိုင်မယ်လို့ပြောထားပေမဲ့လက်ရှိအခြေအနေကမျှော်လင့်ချက်မရှိသလောက်ပါ။ဒါဟုံကို2008ခုနှစ်မှာတီထောင်ခဲ့ပြီး အိမ်သုံးခရက်စစ်ပစ္စည်းတွေဖွံ့ဖြိုးထုတ်လုပ်ရောင်းချရမှာအာရုံစိုက်ခဲ့ပြီး၎င်းရဲ့ထုတ်ကုန်အားလုံးကိုအမေရိကန်နဲ့ဥရောပကိုတင်ပို့ခဲ့ပါတယ်။အမေရိကန်စီးပွားရေးပညာရှင်ဒေးဗစ်ဂျေဝမ်ကတန်ကွမ်းဟာအစောပိုင်းထိုင်ဝမ်နဲ့ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေအတွက်ဗဟိုဌာနတစ်ခုသာမက ရှန်ချွန့်ရဲ့ electronic လုပ်ငန်းအတွက်အဓိကထောက်ပံ့ရေးအခြေစိုက်စခန်းတစ်ခုလည်းဖြစ်ခဲ့တယ်လို့ထောက်ပြပါတယ်။တန်ကွမ်းဟာတရုတ်မှာထုတ်လုပ်တဲ့ဆိုတဲ့ခေါင်းဆောင်တအူးဖြစ်တတ်မှတ်ခံရဘူးပါတယ်။တန်ကွမ်းကစက်ယုံကြီးတွေတောင်ရှင်းတမ်းမနေနိုင်ရင် တရုတ်နိုင်ငံရဲ့ထုတ်လုပ်ရေးကဏ္ဍကျုံလာနေတယ်ဆိုတာကိုပြသနေပါတယ်။ဟုံရဲ့ပိတ်သိမ်းမှုဟာပလဲမြဝကျုံပေါ်ဒေတာတလျှောက်ဖြစ်ပေါ်နေတဲ့ထုတ်လုပ်ရေးအကြက်တဲရဲ့ထိပ်ဖြားရေခဲတောင်တစ်ခုသာဖြစ်ပါတယ်။ဧပြီလ25ရက်နေ့မှာပွိုင်ကျူးမြို့ကွာတာရန်ရန်အိုပျက်စစ်ပစ္စည်းကုမ္ပဏီမှာအလုသမားယာချီကဆန္ဒပြမှုတွေဆက်လက်လှုပ်ဆောင်ခဲ့ကြပါတယ်။သူတို့ဟာတလနီးပါဆန္ဒပြခဲ့ကြပြီးဖြစ်ပါတယ်။ပြည်ထနာဟာဧပြီလ1ရက်နေ့မှာ ကုမ္ပဏီကရုတ်တရက်နှစ်လကြာပိတ်သိမ်းမယ်လို့ကြေညာပြီးအလုပ်သမားတွေကိုစက်ရုံထဲဝင်ခွင့်ပိတ်ပင်လိုက်တဲ့အခါစတင်ခဲ့တာပါအလုပ်သမားတွေဒေါသထွက်ကြပြီးရော်ကြေးပေးဖို့တောင်းဆိုခဲ့ကြပါတယ်အလုပ်သမားတချို့ကပြီးခဲ့တဲ့တစ်နှစ်တွင်းကုမ္ပဏီကအော်ဒါတချို့ကိုအုပ်စုတွေကအခြားစက်ရုံတွေစီပြောင်းရွှေ့ခဲ့ပြီးအလုပ်ချိန်ကိုတရက်၈နာရီစံနှုန်းနဲ့ပြောင်းလဲခဲ့ကစနေတနင်္ဂနွေပိတ်ရက်တွေပေးခဲ့တာကြောင့်၎င်းတို့ရဲ့ဝင်ငွေတိတိတသာကြာဆင်းသွားခဲ့တယ်လို့ပြောပါရယ်။နှစ်ပေါင်း30ကျော်အလုပ်လုပ်ခဲ့တဲ့ဝါရင့်အလုပ်သမားတွေက ုမ္ပဏီကဒီပိတ်သိမ်းမှုကိုရောချင်းမပေးဘဲအလုပ်သမားတွေကိုထုတ်ပယ်ဖို့နီလန်တစ်ခုဖြစ်အသုံးပြုနေတယ်လို့ဆိုပါရယ်အများသိရှိထားတဲ့မှတ်တမ်းတွေအရ Euro လျှက်စစ်ကုမ္ပဏီဟာ1992ခုနှစ်မှာတည်ထောင်ခဲ့ပြီးထိုင်ဝမ်ရဲ့ Wasa Wasco အုပ်စုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။၎င်းဟာမျက်နှာချက်ပန်ဂါရီနဲ့မီးလင်းရောင်ပစ္စည်းတွေထုတ်လုပ်ရမှာအထူးပြုပြီးထုတ်ကုန်အားလုံးကိုနိုင်ငံရခြားကိုရောင်းချခဲ့ပါတယ်။ထူးခြားသော်ပဲရက်အနှဲငယ်သာကြာသေးတဲ့အချိန်မှာတရုတ်နိုင်ငံပိုင်မီဒီယာတွေက ဝိုင်ကျိုးရဲ့ကုံသွေးရေးစွမ်းဆောင်ရည်ကိုချီးကျူးခဲ့ပြီးမြို့ရဲ့တင်သွင်းတင်ပို့မှုဟာပြီးခဲ့တဲ့2လအတွင်း6.9တခန်းလုံးမြင့်တက်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ရွမ်ကန်မျက်စစ်ကုမ္ပဏီကတော့ထူးကျွန်တဲ့ကုမ္ပဏီတစ်ခုဖြစ်ဖော်ပြခဲ့ပါတယ်။ကုမ္ပဏီရဲ့ဒုတိယထွေထွေမန်နေဂျာကိုမေဖန်ကပထမ2လအတွင်းတင်ပို့မှုဟာ900ခန်းလုံးခန့်တိုးတက်ခဲ့တယ်လို့ပြောပါတယ်။သူက၎င်းတို့ဟာရှင်ပြိုင်နိုင်စွမ်းကိုမြင့်တင်ဖို့သူတေသနာနဲ့ဖွံ့ဖြိုးရေးမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့ပြီး၎င်းရဲ့ထုတ်ကုန်တွေဟာ အထက်အဖြစ်အမေရိကန်နဲ့ဥရောပကိုတင်ပို့ခဲ့တယ်လို့ဆိုပါရယ်ဒါပေမဲ့အခုတော့အမေရိကန်တရုတ်ကောက်ခွန်စစ်ပွဲကြောင့်အဲ့ဒီရှင်ပြိုင်နိုင်စွမ်းအားလုံးပျောက်ကွယ်သွားပုံပေါ်ပြီးကုမ္ပဏီဟာပိတ်သိမ်းမှုနဲ့ရင်ဆိုင်နေရပါတယ်။အမေရိကန်တရုတ်ကုံသွယ်ရေးစစ်ပွဲပုံမိုပြင်းထန်လာတာကတရုတ်နိုင်ငံရဲ့အရှေ့တောင်ဘက်ကမ်းရိုးတန်းတစ်လျှောက်ကအထူးကတင်ပို့ရေးဗဟိုဌာနတွေကိုစတင်ထိခိုက်လာနေပါတယ်။ကွမ်တုံ၊ကြည်ကျန်းနဲ့ကြံစူးပြည်နယ်တွေလိုနေရာတွေမှာတင်ပို့ဆက်ယုံတန်းချီဟာအကြီးစားပိတ်သိမ်းမှုလှိုင်းနဲ့ရင်ဆိုင်နေရပြီး အမေရိကန်ကအော်ဒါရီလုံးဝကုန်ခန်းလူနေပါဖြစ်သွားခဲ့လို့ပါအခုလက်ရှိတရုတ်နိုင်ငံရဲ့အထယ်လိပ်လုပ်ငန်းမှာလူတွေကမေလအလုပ်သမားနေ့အားလည်းရပြီးရင်အထယ်လိပ်ဆက်ယုံတွေရဲ့ထက်ဝက်ကျော်ဟာအကြာကြီးအနားယူရလိမ့်မယ်လို့ပြောနေကြပါတယ်တရုတ်နိုင်ငံဟာကမ္ဘာအကြီးဆုံးအထယ်လိပ်ထုတ်လုပ်သူဖြစ်ပြီး၎င်းရဲ့ထုတ်ကုန်တွေရဲ့သုံးပုံတစ်ပုံဟာအမေရိကန်ကိုတိုက်ရိုက်တင်ပို့ပြီးနောက်ထပ်သုံးပုံတစ်ပုံဟာအရှိတောင်အာရှနိုင်ငံတွေကတဆင့်အမေရိကန်ဈေးကွက်ထဲဝင်ရောက်နေပါတယ်။ဒါကြောင့်တရုတ်နိုင်ငံရဲ့ထယ်လိပ်တင်ပို့မှုရဲ့60%လောက်ဟာ အမေရိကန်နဲ့ဆက်ဆက်နေတာဖြစ်ပြီးဒီအကောက်ခွန်အလှည့်ကျထယ်ချုပ်ဆက်ထုတ်လုပ်ရေးနဲ့တင်ပို့လုပ်ငန်းတွေကိုကြီးမားတဲ့ထိုးနှက်မှုတစ်ခုဖြစ်စေခဲ့ပါတယ်။ကွမ်တုံးကတင်ပို့ထယ်ချုပ်ဆက်ရုံတစ်ခုလုပ်ကင်နေတဲ့လုပ်ငန်းပိုင်ရှင်တစ်ဦးကသူ့ဆက်ရုံမှာရှန်ကျွန့်စိတ်ကွမ်းမှာကွန်တိန်နာ20စီးပိတ်မိနေပြီးကွန်တိန်နာ10စီးကျော်ကိုဆက်မှုအခြေဆိုင်စခန်းကိုပြန်ဆွဲယူလာခဲ့ရပြီးနောက်ထပ်ကွန်တိန်နာ10စီးကိုစိတ်ကမ်းမှာပဲပြည်ရင်းရောင်းချမှုအဖြစ်ပြောင်းလဲခဲ့ရတယ်လို့ပြောပါရတယ်။အလုပ်သမားတို့ကကုန်သွယ်ရေးစစ်ပွဲကြောင့်ဖက်နက်ဂျင်းပေါင်းပြီး ပါဝါထွက်ပေါက်နဲ့တယ်ဆောင်ရောက်လွယ်ကူတဲ့မီးဗိုလ်တွေထုတ်လုပ်တဲ့ဆက်ယုံတွေပိတ်သိမ်းရတဲ့အထိဖြစ်သွားပြီလို့ဆိုပါတယ်။လုပ်ငန်းပိုင်ရှင်တို့ကထရမ့်ရဲ့လုပ်ရက်တွေကြောင့်အချိန်ပိုနဲ့စနေတနေ့ကနေလုပ်ချိန်တွေကိုရှော့ချခဲ့ရပြီးအခုတော့ဒီမှာအကြအားလုံးရပ်တန့်သွားပြီးအမေရိကန်ဈေးကွက်ကိုအာယုံဆိုင်နေတဲ့ဆက်ယုံတော်တော်များများပိတ်သိမ်းသွားခဲ့တယ်လို့ပြောပါတယ်။ဆက်ယုံတွေဒေဝါလီခံရပါတော့မယ်။ ဘာမှတော့မလုပ်နိုင်တော့ပါဘူးလို့ဆိုပါတယ်အခုလုပ်ငန်းလုပ်ရတာဘလောက်ခက်ခဲလဲကြည်ပါအော်ရာမရှိတော့ပဲနောက်တစ်ကြိမ်အနာပေးခံရပါပြီပြီးခဲ့တဲ့နှစ်ကတနီးနီးနဲ့အသက်မွေးနိုင်ခဲ့ပေမဲ့ဒီနှစ်မှာတော့အော်ရာဆိုတာလုံးဝမရှိတော့ပါဘူးအလုပ်သမားတွေအားလုံးကိုအိမ်ပြန်လွှတ်လိုက်ရပြီအရင်ကကြီးမားတဲ့ဖောက်တွေအော်ရာကြီးတွေပဲရောက်သွားကြတာလေဘာဖြစ်သွားတာလဲလို့မေးခဲ့ကြပါတယ်အားလုံးပဲဒါကိုကြည့်ကြပါ အလုံးမရှိပတ်ဆက်မရှိဒီနှစ်မှာလှုပ်ရှားရတာအထူးခက်ခဲနေပါတယ်ညနာထက်တောင်ပိုတန့်ရှင်နေပါတယ် CNC ဆက်ယုံတွေကအခုအရန်အလုံးများတယ်လို့လူတွေပြောကြပါတယ်ဒါပေမဲ့ဆက်တွေအားလုံးရပ်ထားရပါပြီဒီမှာလည်းအရာအားလုံးရပ်တန့်သွားပါပြီလို့ပြောပါတယ်မကြသေးခင်ကအလုံသမားစုဆောင်ရေးနယ်ပယ်မှာလောက်ကင်နေသူတွေကလည်းဗီဒီယိုတွေတင်ပြီးဆက်ယုံအများစုကအလုံသမားခေါ်ယူမှုကိုရပ်ဆိုင်ထားတယ်လို့ပြောနေကြပါတယ် ဒီလိုဖြစ်လာနိုင်မယ်လို့တကယ်မထင်ခဲ့ပါဘူးဒီမိုးလွဲပိုင်းမှာဘာမှမလုပ်ရဘဲဆက်ယုံတွေကအလုတ်ခန့်အပ်မှုရဆိုင်ကြောင်အသိပေးတာတွေတခုပြီးတခုမယက်မနာလက်ခံရရှိခဲ့ပါတယ်တမနစ်ကိုဆက်ယုံတယုံပိတ်သိမ်းနေတယ်လို့ခံစားရတယ်လို့ဆိုပါတယ်တီအန်ဂျင်းမျိုးတခုထဲမှာပဲစာကစ်ဘုတ်တွေဘစ်ကွတ်ထုတ်ပုံမှုအီလက်ထရောနစ်ဆက်ပစ္စည်းတွေနဲ့ပေါင်မုတ်ထုတ်လုပ်တဲ့ဆက်ယုံတွေအားလုံးရဆိုင်သွားခဲ့ပါတယ်ဝူချန်းကခလုတ်ထုတ်လုပ်တဲ့ဆက်ယုံတယုံတော့ပိတ်သိမ်းသွားခဲ့ပါတယ်ဒါဟာတီအန်ဂျင်းတခုထဲတည်းမဟုတ်ပါဘူးပေကျင်းရှန်တုံး ကျန်းစုကဆက်ယုံတွေနဲ့ရက်ဆိုင်နေကြပါတယ်။ရှန်ဟိုင်းမှာဆိုရင်အလှကုန်ဆက်ယုံ၄ယုံမှာ၃ယုံကပိတ်သိမ်းသွားပြီးဖြစ်ပါတယ်။ဒီလိုဖြစ်လာနိုင်မယ်လို့တကယ်မထင်ခဲ့ပါဘူး။ဒါပေမဲ့ကွန်ရှန့်ကလီကျွန်းတော်အလုတ်သမားခေါ်ယူမှုကိုရက်ဆိုင်လိုက်ပါပြီ။ကျွန်တော်နောက်ကိုကြည့်ပါ။ဒီနေရာကအလုတ်ခေါ်ယူမှုရက်လိုက်တဲ့အခါ ကွန်ရှင်ဆက်ယုံကဆက်ယုံတွေမကြံတော့ဘူးလို့ဆိုလိုတာလို့ပြောတာပါမကြသိငင်ကကျန်းစုကြည်ကျန်းနဲ့ရှန်ဟိုင်းမှာဆက်ယုံများပြားကအလုံတမားခေါ်ယူမှုကိုရပ်ဆိုင်းထားပြီးနေရအများစုဟာအပြည့်ဝပိတ်သိမ်းနေပြီဖြစ်ပါတယ်ထပ်ပြီးကွမ်တုံးကိုမလာပါနဲ့တော့လို့သတိပေးထားပါတယ်ဒီနှစ်မှာဒီနေရာမှာလှုပ်ရှားရတာအရန်ခက်ခဲနေပါတယ်အခုတော့ဧပြီလပဲရှိသေးပေမဲ့ဆက်ယုံများစုကအလုံတမားခေါ်ယူမှုကိုရပ်ဆိုင်းထားပြီးဖြစ်ပါတယ်လက်ရှိမှာဆက်ယုံတွေဟာပိတ်သိမ်းမှုနှီးစက်နေပြီး ကြမ်းကျိုးနဲ့ကျိုးကျိုးကဆက်ယုံတွေတောင်အခြေအနေမကောင်းတော့ပါဘူး။အရင်ကဆက်ယုံတွေမှာအလုတ်သမားမလုံလောက်လို့အခက်ခဲဖြစ်ခဲ့ပေမဲ့အခုတော့အော်ရာမရှိတာကြောင့်အလုတ်သမားခေါ်ယူမှုကတော့မလုပ်တော့ပါဘူး။သုံးသက်သူတွေကတရုတ်နဲ့အမေရိကန်တို့ညှိနှိုင်းမှုစီအ мян ပြန်မလဲနိုင်ရင်ကုန်သရေးစစ်ပွဲကပိုဆိုးလာမယ်ဆိုရင်တရုတ်နိုင်ငံရဲ့တင်ပို့ထုတ်လုပ်ရေးကဏ္ဍဟာပိုမိုကြီးမားတဲ့ထိခိုက်မှုနဲ့ရင်ဆိုင်ရလိမ့်မယ်လို့တတိပေးထားပါဗျ။လုပ်ငန်းတွေဘက်ကလူတွေက ရေရှည်မှာကုံသွေးတင်းမာမှုတွေကမ္ဘာထောက်ပံ့ရေကွင်းဆက်တွေကိုပြန်လည်ပုံဖော်နိုင်တယ်လို့စိုးရိမ်နေကြပါတယ်။တရုတ်ရဲ့တင်ပို့လုပ်ငန်းတွေဟာရှင်သန်နိုင်မှုအသွင်ပြောင်းလဲမှုကိုအရှိန်မြှင့်လှုံ့ဆော်ရမှာဖြစ်ပါတယ်။ကုမ္ပဏီတချို့ကဈေးကွက်သစ်တွေရှာဖွေဖို့ဒါမှမဟုတ်ထောက်ကုံမျိုးစားတွေပြောင်းလဲဖို့ကြိုးစားနေကြပြီမဲ့ရေတိုမှာတော့အမေရိကန်နဲ့ဥရောပဈေးကွက်တွေဆုံးရှုံးသွားတာကိုဖြည့်ဆည်းဖို့ခက်ခဲနေပါတယ်။အမေရိကန်တရုတ်ကုံသွေးစစ်ပွဲရဲ့အနာဂတ်ဟာ ကမ္ဘာစီးပွားရေးနဲ့ထောက်ပံ့ရေးကွင်းဆက်တွေရဲ့တည်ငြိမ်မှုပေါ်လက်ဆိုင်နဲ့တက်ရောက်မှုတွေရှိလာမှာဖြစ်ပါတယ်။စိတ်အုံတွေထပ်မံပိတ်သိမ်းမှုတွေရှိလာမလားလို့မေးတဲ့အခါဒေးဗစ်ဂျီဝမ်ကဒါဟာဒေဝါလီခံမှုလှိုင်းတစ်ခုထက်တစ်ခုပြီးတစ်ခုပြိုလဲတယ်လို့ပြောပါတယ်။သူကစိတ်အုံများပြားဟာတရားဝင်ဒေဝါလီမခံထားပဲထုတ်လုပ်မှုကိုရပ်ဆိုင်းထားတာအလုတ်သမားတွေကိုထုတ်ပေးတာဒါမှမဟုတ်အ ਨੇ ဆုံးဆွမ်းရင်လည်းလေပတ်နေတာဖြစ်တယ်လို့ရှင်းပြပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။